ိုဒီနေ့ချမ်းပါရတော့ယောမအောရာစာခန်းကြီး37ဖြစ်ပါတယ်ယောမအောရာစာခန်းကြီး7အငယ်1မှ30တို့ဖြစ်ရင်ဘုရားသခင်သည်မိမိလူမျိုးကိုပယ်တော်မူပြီးလောဟု မေးတော်ပယ်တော်မမူဟုဆိုရ၏နာပင်ဣဒရလလူဖြစ်၏အာဗြဟံအမျိုးဗိယမင်းအနွယ်ဖြစ်၏ဘုရားသခင်သည် အထက်ကတိမှတ်တော်မူသော မိမိလူတို့ကိုပယ်တော်မမူပရောဖက်အေလိယကအိုးထာဝရဖျား သူတို့ဒီကိုရောဤပရောဖက်များကိုတတ်ကြပါပြီကိုရောဤရစ်ပလင်များကို ဖြိုဖျက်ကြပါပြီအကျွန်ုပ်တယောက်ဒီကြံရစ်၍အကျွန်ုပ်အသက်ကိုပင်ရှာကြပါ၏ဟုဘုရားသခင်ရှေ့မှဤဒေလာမျိုးတစ်ဖက်၌ရှောက်ထားသည်ဟုကျမ်းစာ၌ပါသောအကြောင်းကို သင်တို့ဒီမတိကြသလော ထိုတို့လျှောက်သောအခါအဘယ်သို့ဗျာဒိထားတော်မူသည်နည်းဟုမူကားဘာလရှိ၌ဒူးမထောက်သော လူခဏထောင်တို့ကိုငါဖို့ငါကြံကျွင်းစီပြီဟု မိန်တော်မူ၏ထိုနည်းတူယခုကာလတွင်ပင်ဂျေစုတော်အတိုင်းရွေးကောက်တော်မူသောအကျွင်းကြံရှိသေး၏ဂျေစုတော်အဖျင်ရှိလျင်ကိုကျင့်သောအကျင့်အဖျင်မရှိ ရှိလျင်ဂျေစုသည်ဂျေစုမဟုတ် ကိုကျင့်သောအကျင့်အဖျင်ရှိလျင် ယေရှုအဖြစ်မရှိရှိလျင် ကိုကျင့်သောအကျင့်သည်အကျင့်မဟုတ်တို့ဖြစ်လျင်အဘယ်သို့နည်းဤကြေလလူတို့သည်ရှာသောအရာကို မတွေ့မရကြရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏ကျွင်းသောသူတို့ကိုမှောင်မိုက် ဖုံလွှမ်း၏ထိုတို့၏ညီချမ်းသာလာသည်ကားဘုရားသခင်သည်အိတ်ချင်သောသဘောကို၎င်းမမြင်နိုင်သော မျက်စိကို၎င်း မချားနိုင်သောနားကို၎င်းထိုသူတို့အားပေးတော်မူပြီဟုလာ၏ထိုချမ်းစာချက်သည်ယနေ့တိုင်အောင် ပြည့်စုံသည်ဒါဝိဒ်၏စကားဟုမူကားသူတို့စပွဲသည် သူတို့၌ကြော့ခွင်းတော်၎င်းချမ်းတော်၎င်းထောင်ချောက်တော်၎င်းခံထိုက်သောအဖြစ်တော်၎င်းဖြစ်ပါစေ သူတို့သည်မမြင်နိုင်အောင်မျက်စိကွယ်ပါစေသူတို့ကြောသည်လည်းအစဉ်ကုန်းပါစေဟုလာသည် အငယ်၁၁မှ၁၆တို့ဖြစ်ရင်ဤတွေလလူတို့သည်လဲ၍နေရသည့်တိုင်အောင် ထိမိကြပြီလောဟုမေးတော်လဲ၍မနေရကြသူတို့ဤစိတ်ကိုနှိုးဆော်เสียအကြောင်းရှိစေခြင်းငှာသူတို့ဤလဲခြင်းအဖြစ်ကဲတင်တော်မူခြင်းကျေးဇူးသည်တပားမျိုးသားတို့၌တက်ရောက်လေ၏သူတို့ဤလဲခြင်းအရာသည် လောကီသားတို့၏စီးပွားကို၎င်း သူတို့၏ရှုံးခြင်းအရာသည်တပါးမျိုးသားတို့၏စီးပွားဝင်၎င်း ပြုစုလျင် သူတို့၏ပြည့်စုံခြင်းအရာသည်တာ၍ပြုစုမည်မဟုတ်လော ထို့သောဆိုသောငါသည်တပါးမျိုးသားတို့နှင့်ဆိုင်သောတမန်တော်ဖြစ်သည်နှင့်ညီထိုတမန်တော်၏အရာကိုချီးမွမ်းလျက်ငါမျိုးသားချင်းတို့၏စိတ်ကိုတခုခုအားဖြင့်နှိုးဆော်၍အချို့တို့ကိုကယ်တင်ခြင်းကတပါးမျိုးသားဖြစ်သောသင်တို့အားဆိုရသည်ထိုသူတို့ကို ပေတော်မူခြင်းအရာသည်လောကီသားတို့၏မိတ္တဟာယဖွဲ့ခြင်းအကြောင်းဖြစ်လင်သူတို့ကိုတိမ့်စည်းတော်မူခြင်းအရာသည်တည်ခြင်းမှထမြောက်ရှင်ပြန်ခြင်းကဲ့သို့ဖြစ်လိမ့်မည်မဟုတ်လောအူးနယ်သောမုန်စင်းသည်တန်ရှင်းလင်တပုံလုံးတန်ရှင်းလိမ့်မည်အမြင့်တန်ရှင်းလင် အခက်အလဲများလဲတန်ရှင်းကြလိမ့်မည်အငယ်၁၈မှ၂၄ အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှရိုင်းသောတန်လွင်ပင်ကြီးဟုသောတင်ကိုအထက်ငုံ၌ဆက်၍စိုက်သည်ဖြင့်အခက်များနှင့်အတူတန်လွင်ပင် အမြစ်ကို၎င်းအစီဩဇာကို၎င်းဆက်ဆံလျင်ချိုးဖဲ့သောအခက်တို့ကိုကဲ့ရဲ့ဝါကျွားခြင်းမရှိနှင့်ဝါကျွားလင်မူကားတင်သည်အမြစ်ကိုမဆောင် အမြစ်သည်တင်ကိုဆောင်၏ငါကိုဆက်၍ စိုက်ခြင်းငါထိုအခက်တို့ကို ချိုးဖဲ့ပြီဟုသင်ဆိုပြန်လျင်မှန်စီတော့မယုံကြည်သောစိတ်ရှိသောကြောင့်သူတို့ကိုချိုးဖဲ့သည်ဖြစ်၍သင်သည်ယုံကြည်ခြင်းအဖျင်သာတည်မာနစိတ်မရှိစေနှင့်ကြောက်ခြင်းစိတ်ရှိစေလောအကြောင်းမူကားဘုရားသခင်သည်ဗဂတိအခက်များကိုနှမျောတော်မမူလျင်သင်တို့ကိုနှမျောတော်မူမည်လောတို့ဖြစ်၍ လေသောသူတို့၌ပြင်းစွာစီရင်တော်မူခြင်းကို၎င်းကျေးဇူးတော်၌တင်းဒီတည်နေလျင်တင်း၌ပြုတော်မူသောကျေးဇူးတော်ကို၎င်းဤနှပါကိုအောင်းမေလော့ကျေးဇူးတော်၌မတီမနေလျင်တင်းဒီလည်းခုတ်ပစ်ခြင်းကိုခံရမည်သူတို့သည်မယုံကြည်သောစိတ်ပြောက်လျင် အပင်၌တဖန်ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်သူတို့ကိုတဖန်ဆက်၍စိုက်ခြင်းကဘုရားသခင် တနိုင်တော်မူ၏အဘယ်သို့ဤဟုမူကားပဂရိရိုင်းသောတန်လွင်ပင်မှတင့်ကိုခုတ်ယူ၍ကောင်းသောတန်လွင်ပင်၌ပဂတိကိုမလိုက်ဘဲဆက်၍ဆိုင်သည်မှန်လျင်ပဂတိအခက်ဖြစ်သော ထိုသူတို့သည်မိမိတို့တန်လွင်ပင်ကိုဆက်၍ဆိုင်သောအခွင့်ကိုတာ၍ရကြမည်မဟုတ်လောအငယ်၂၅မှ၃၆ ဤကိုယ်တို့တင်တို့သည်ဝါကြွားသောစိတ်မရှိစေမိအကြောင်းတပါမျိုးသားအပေါင်းတို့သည်မဝင်မီတိုင်အောင်ဤဒေလလူအချို့တို့ကိုမှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းဒီဟုသောနည်းနည်းသောအရာကိုမတိဘဲနေစေခြင်းငှာငါအလိုမရှိ ထို့သောကျမ်းစာနှင့်ညီဤဒေလလူအပေါင်းတို့သည်ကယ်တင်ခြင်းတို့ရောက်ကြလိမ့်မည်ကျမ်းစာချက်ဟုမူကားကယ်လွတ်သောသခင်သည်ဇီးအုံတောင်၌ ေါ်ထွန်း၍မတရားသောအမှုကိုယာကုပ်အမျိုးသားတို့မှလွှဲတော်မူလက်တံသူတို့အပြစ်များကိုငါပယ်ရှင်းသောအခါသူတို့၌ငါပေးသောပြင်ရင်တရားသည် ထိုသို့သောတရားဖြစ်၏ဟု လာသည်သူတို့သည်အေဝံဂေလိတရားအားဖြင့်မူကားတင်တို့အကြောင်းကြောင့်ယံသူဖြစ်ကြ၏ရွေးကောက်တော်မူခြင်းအားဖြင့်မူကားဘူပိမြအကြောင်းကြောင့်ချစ်သူဖြစ်ကြ၏အဘယ်သို့နည်းဟုမူကား ဖျားသခင်ပေးသနာတော်မူခြင်းခေါ်ထားတော်မူခြင်းကျေးဇူးသည်ဖောက်ပြန်ခြင်းသဘောမရှိတင်တို့သည်အထက်ကဖျားသခင်ဤစကားတော်ကို နားမထောင်ဘဲနေတော်လေယခုတွင် သူတို့နားမထောင်ခြင်းအမှုအဖျင်းတနာတော်မူခြင်းကိုခံရသကဲ့သို့ ထိုနည်းတူတင်တို့ခံရသောတနာတော်မူခြင်းအဖျင်းသူတို့လည်းတနာတော်မူခြင်းကိုခံရမည်အကြောင်း ယခုတွင်သူတို့သည်နားမထောင်ဘဲနေရကြ၏ဖျားသခင်သည်လူအပေါင်းတို့ကိုတနာတော်မူခြင်းအခွင့်ရှိစေခြင်းဟာလူအပေါင်းတို့ကိုနားမထောင်ခြင်းအဖြစ်၌ချုပ်ထားတော်မူ၏ဖျားသခင်ဤပညာနှင့်ဉာဏ်တော်သည်အလွန်ကျယ်ဝန်းနှင့်နှဲစွာတကားစင်တော်မူချက်တို့ကိုအဘယ်သူမျှစိပ်မကုံနိုင်ကြွတော်မူရာလမ်းတို့ကိုလိုက်၍ရှာတော်လဲမတွေ့မမိနိုင် ဒါဝရဖျားဤစိတ်တော်ကိုအဘဲသူတည်သည်နီဒါဝရဖျားနှင့်အဘဲသူသည်တိုင်ပင်ပဲ့ပြုသည်နီဂျေစုဆတ်တော်မူရမည်အကြောင်းဒါဝရဖျား၌အဘဲသူသည်ဂျေစုပြုဘူးသည်နီခတ်သိမ်းသောအရာတို့သည်ကိုရော့အထဲက၎င်းကိုရော့အားဖြင့်၎င်းကိုရော့အဖို့လုံက၎င်းဖြစ်ကြ၏ကဘာဆက်ဆက်ဘုံကြီးတော်မူစေတည်း Okay, နောက်တစ်ပတ်မှာပြန်တွေ့ကြမယ်။ Bye bye.